ားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးချင်တာကတော့ယူကရိန်းရုရှားစစ်ပွဲရဲ့အပြင်းထန်ဆုံးအခိုက်အတန့်ဖြစ်ခဲ့တဲ့ရုရှား leader scan တွေကိုယူကရိန်းကပြင်းပြင်းထန်ထန်ချိန်မုန်းခဲ့ကြတဲ့ဖြစ်ရလေးပဲဖြစ်ပါတယ်ဒီတိုက်ခိုက်မှုမှာဆိုရင်ရုရှားတို့အတွက်အထူးနာစီခဲ့တယ်လို့အရှက်ရစီခဲ့တဲ့မဟာဗျူဟာမြောက်တိုက်ခိုက်ခံရမှုတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့် ဒီဗီဒီယိုမှာဆိုရင်တော့ယူကရိန်းရဲ့တိုက်ခိုက်မှုကိုပြီးနောက်ဆက်တွဲသတင်းတွေနဲ့ရုရှားလေယာဉ်အမြောက်များပျက်စီးသွားစဉ်မှာ Spider Web Operation နဲ့တိုက်ခိုက်ခဲ့ကြတဲ့ပုံတွေကိုယူကရိန်းနိုင်ငံရဲ့အစီအမံတွေလားဆိုတာရယ်ယူကရိန်းရဲ့ Spider Web Operation အပြီးဆက်လက်ပြုလုပ်ခဲ့ကြတဲ့ Istanbul ဆွေးနွေးပွဲနဲ့ရုရှားရဲ့တောင်းဆိုချက်တွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တကယ်တော့ဒီတိုက်ခိုက်မှုအတွက်ယူကရိန်းက18လလောက်ကြိုးပင်းပြင်ဆင်ပြီးတော့မှအကောင့်ထည့်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုအတွက်ပြင်ဆင်နေတာကယူကရိန်းဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့အမေရိကန်ကိုအတိမပေးပဲစနစ်တကျပြပြပြင်ဆင်ခဲ့ပြီးတော့မှတိုက်ခိုက်ခဲ့တာပါ။ရုရှားယူကရိန်းစစ်ပွဲမှာအနောက်နိုင်ငံတွေကလက်နက်ခဲရည်ကိုကူညီခဲ့ကြတယ်ဆိုပေမဲ့တကယ်တမ်းယူကရိန်းဟာအဆိုပါလက်နက်တွေကိုအပြည့်အဝအသုံးပြုခွင့်တော့မရရှိခဲ့ဘူး။အနောက်နိုင်ငံမဟာမိတ်တွေ ခင်အမေရိကန်နိုင်ငံကပြင်ပထားတဲ့ကွာအဝေးကန့်သက်အတွင်းထဲမှာလားထက်တိုက်ခိုက်ခွင့်ရှိပါတယ်။ဒါကြောင့်လည်းနိုင်ငံတကာမီဒီယာတွေကယူကရိန်းကိုလက်နက်ဖက်နောက်ပြန်ကျူးတုပ်ပြီးမှရုရှားနဲ့လက်ဝဲထိုးတက်ခိုင်းနေတယ်လို့ဥရောပနိုင်ငံတွေကတယောခဲ့ကြပါတယ်။ဒါပေမဲ့ယူကရိန်းတွေဟာမျိုးချစ်စိတ်ရှိကြတယ်။ရဲရင်နဲ့ရဲရင်ညံသွေးထက်မြက်တယ်။အနောက်မဟာမိတ်တွေပေးတဲ့လက်နက်နဲ့ရုရှားနိုင်ငံအတွင်းဘက်အထိပြစ်ခွင့်မရှိတော့တီထွင်ကြံစားကြတယ်။ ယူကရိန်းစစ်ပွဲ၄နှစ်တာကာလအတွင်းဒရုန်းနည်းပညာတိုးတက်လာကြိုးစားဆောင်ရွက်ခဲ့ကြတယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲဝေဟင်ဒရုန်းနည်းပညာတဟုန်တိုးတိုးတက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲယူကရိန်းသမ္မတဇယ်လန်စကီနဲ့လုံခြုံရေးအကြီးအကဲဗာဆယ်မာဂျက်တို့ဦးဆောင်တဲ့ Spider-Watch Operation ဆိုပြီးတော့ဖြစ်လာခဲ့ပါတော့တယ်။ ယူကရိန်းစစ်တပ်ဟာမိမိပိုင်နယ်ထဲကနေရုရှားနိုင်ငံရဲ့စီးရင်ပြတ်မှတ်တွေကိုဒရုန်းတွေနဲ့လာပေါင်းများစွာတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ဒရုန်းအများစုကရုရှားလေကြောင်းရဲ့ကာကွယ်ရေးကိုမကျော်လွှားနိုင်ပေဂျားပြတ်ဟန်တာဖြစ်ချခြင်းကိုပဲခံခဲ့ရပါတယ်။ဘလို့ပဲဂျားပြတ်ဖြတ်စည်းခြင်းခံခဲ့ရပြီ။ယူကရိန်းကတော့ပုံမှန်ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။ဒီလိုနေရင်ရဆက်ဆက်လက်တိုက်ခိုက်ခံနေကြရတာကြောင့်ရုရှားလေကြောင်းရဲ့ကာကွယ်ရေးကလည်း ယူကရိန်းရုရှားဝင်ဟင်းနယ်စပ်ကိုမျက်ခြေပြတ်မခံရဲခဲ့ကြပါဘူးဒီလိုမျိုးရုရှားတွေကိုအလုပ်ပေးထားပြီးတော့မှတခြားတစ်ဖက်မှာတော့ယူကရိန်းရဲ့လီယိုဝက်အေဂျင်တွေဟာဒရုန်းတွေကိုနယ်စပ်ကနေကီလိုမီတာထောင်ချီပြီးဝေးတဲ့ရုရှားပိုင်နယ်အတွင်းတွေဒီနည်းမျိုးစုံနဲ့ခိုးသွင်းခဲ့ကြပါတယ်ဒီစပိုင်ဒါဝက်အော်ပရေရှင်းဟာဘလောက်ထိတူတူတိတိလုံဆောင်ခဲ့ကြတယ်လဲဆိုရင်သူတို့ရဲ့စစ်စင်ရေးကုတ်ကဲမှုရုံးမှုတော့မှရုရှားပိုင်နယ်အတွင်းကရုရှားထောက်လှမ်းရေး FSB ရုံးရဲ့အနီးမှာတော့အထိုင်ချပြီးတော့ရုရှားထောက်လန်းရေးတွေကိုမျက်စိလဲစားနိုင်ခဲ့တာပါဒီလိုနဲ့ Spider Web Operation ကိုစစ်စင်ရေး drone 139စီး operator 139ဦးလို့နဲ့အတူအောင်မြင်စွာအကောင့်ထဲပေါ်ပြခဲ့ပါတယ်ဒီအပြင်ကမှစစ်စင်ရေးထဲမှာပါဝင်သူအားလုံးကလည်းယူကရိန်းနိုင်ငံအတွင်းကိုဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့ကြပြီဖြစ်တယ်လို့လည်းသတင်းတွေမှာပေါ်ပြခဲ့ကြပါတယ် ဒီစစ်စင်ကြီးကိုဇွန်လရဲ့ပထမဦးဆုံးရက်မှာပဲရုရှားရဲ့စစ်ကြီးတိုက်စခန်းလေးခုကစစ်တေအစီ40ကျော်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ယူကရိန်းရုရှားစစ်ပွဲစတင်ခဲ့တဲ့၄နှစ်တာကာလအတွင်းဒီတိုက်ခိုက်မှုဟာအကြီးမားဆုံးသောတာဝန်ပြတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ယူကရိန်းရဲ့ပြင်းထန်တာတိုက်ခိုက်မှုကိုခံခဲ့ရတဲ့ရုရှားစစ်ကြီးတိုက်စခန်းတွေဟာဆိုရင်ရေဆက်ကနေမိုင်းထောင်ချီဝေးတဲ့အာကုတ်ဒေသကဘီယာလာစခန်းအတိတ်ဆုံးအတွင်းထဲမှာရှိတဲ့ဘူးမတ်က ိုင်းလန်ရစကန်နဲ့ယူကရိန်းရဲ့မိုင်းရှေ့ရာဝန်ကြီးဝီးတဲ့အိုင်ဗန်နိုဗန်လီတက်စကန်နဲ့အိုင်ဟာဗန်ပီနဲ့ကဒိုင်ယာဂီလိုနိုလီတက်စကန်ကိုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ရုရှားကာဝေးယူနစ်ဌာနကလည်းရုရှားနိုင်ငံကဒေသငါးခုမှာရှိတဲ့လေယာဉ်ဝင်တွေကိုတိုက်ခိုက်ခံခဲ့ရတယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်ဒီတိုက်ခိုက်မှုမှာဆိုရင် American ဒေါ်လာ10ဘီလီယံလောက်ကန်ကြီးရှိတဲ့ရုရှားရဲ့စစ်ပတ်သုံးလေယာဉ်ပေါင်းအစီး40လောက်အထူးကပျက်စီးခဲ့တယ်လို့လည်းယူကရိန်းဘက်ကအခိုင်အမာပြောဆိုထားပါတယ်။ဒီအတောအတွင်းမှာပဲယူကရိန်းနဲ့ရုရှားတို့ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဒုတိယအကြိမ်ဖြစ်နှစ်ဖက်ကိုယ်စားလှယ်တွေဟာတူရကီနိုင်ငံအစ္စတန်ဘူမြို့ကိုလည်းတွားရောက်နေကြပါပြီ။ဒီကဲတော့ဒီဆွေးနွေးပွဲမအောင်မြင်ခဲ့ဘူးဆိုရင်တော့ရုရှားယူကရိန်းစစ်ပွဲဟာအရင်နှစ်တည်းထက်ပိုမိုပြီးတော့ပြင်းထန်လာပေါ်ရလည်းရှိနေပါတယ်။ဒီလိုကမ္ဘာအနှံ့အပြားဖြစ်ရမယ် နေ့စဉ်ချစ်ချင်နားဆင်ကြရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးထားကြဖို့လည်းအမှုမျိုးတောင်းဆိုပေးရစေ။ဆုံးဖြတ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။